နောက်ထပ်အလဲချက်လာတဲ့ကောင်းစင်လေးတစ်ခုကလည်းလှပပါတယ်။စောင်းရွက်နေသောပကြီကားတစ်ချက်ဆိုတော့ဒါဆိုရင်ပကြီကားကဘယ်လိုမျိုးစောင်းရွက်နေသလဲဆိုတာကိုဖတ်ကြည့်ကြရအောင်ပါ။စောင်းရွက်နေသောပကြီကားတစ်ချက်ရွာလေလန်းကိုပြင်ဖို့မလိုကြောင်းအကြောင်းမှာရွာလေလန်းသည်သူတို့ဤဘာကြီးလက်ထက်ကလေးကနှစ်ရှည်လာများတိဆောက်ခရသည်တမိုင်းဝင်လန်းဖြစ်သောကြောင့်ဖြစ်ကြောင်းပြောဆိုသည့်တရင်စကားကိုကြားလိုက်ရသောအခါအလွန်အံ့ဩမိပါသည် ျွန်တော်စဉ်းစားကြည့်ပါသည်လမ်းဆိုတာကူးတန်းသွားလာဖို့မဟုတ်ဘူးလားတနေရာမှတနေရာသို့ကူးတန်းသွားလာမှုတွင်လွယ်ကူစေဖို့မဟုတ်ဘူးလားလွယ်လင့်တကူခရီးရောက်စေဖို့မဟုတ်ဘူးလားကူးတန်းသွားလာဖို့လွယ်ကူမှုမရှိဘူးဆိုရင်ခရီးပေါက်ဖို့ခရီးတွင်ပေါ်ရာဒီလမ်းကလွယ်ကူချုံးမွေးမှုမရှိဘူးဆိုရင်ဒီလမ်းကြောင့်အစီအတာအခက်ခွဲတွေရှိနေပြီဆိုရင် လမ်းကိုပြင်ဖို့မလိုဘူးလားသို့မဟုတ်လမ်းအသစ်ဖောက်ဖို့လမ်းအသစ်တစ်ခုထပ်မံ၍တည်ဆောက်ဖို့မလိုဘူးလားဘယ်နေရာကိုမှရောက်အောင်တွား၍မရနိုင်တော့သည့်လမ်းကိုစူးညောင်းခလုတ်ဖူးထစ်ချိုင်ဝမ်းတို့ထူပြောသည့်လမ်းကိုမိသည့်ရင်ထဲမြတွားလာ၍မရနိုင်တော့သည့်လမ်းကိုလမ်းဟူ၍မြမဆူသာနိုင်တော့သည့်ဤရွာလေလမ်းကိုပိုရှေးအတီတီသူတို့ဤဘာကြီးလက်ထက်ကလေးကမယုံနိုင်လောက်အောင်ကြာမြင့်စွာဖောက်လုပ်ခဲ့သည်ဆိုသည့်အကြောင်းတစ်ခုတည်းကြောင့် ပြင်ဖို့မလိုဘူးဆိုဒီမှာတော်တော်ကိုယုတ်တိနီးမကြသည့်အယူအဆမဟုတ်ပါသလားရွာကလမ်းကရွာလေလမ်းဖြစ်သည် လမ်းတကာတို့ဤမိခင်လမ်းမကြီးဖြစ်သည်လူသူတကာတို့ဤနာကျင်ကြေခဲမှုများကိုဥပိ္ပခာပြုလျက်တိဆောက်ခဲ့သည့်လမ်းမကြီးဖြစ်သည်ဒီလမ်းမကြီးကြောင့်ဘယ်ကိုမှသွားလို့မရောက်နိုင်တဏျာမတဏျာတို့ရောက်အောင်သွားနိုင်ဖို့ရည်ရွယ်၍ဖောက်ထားသည့်လမ်းမကြီးကဘယ်ကိုမှမရောက်နိုင်ဘယ်လိုမှဆက်၍မလျှောက်နိုင်တော့ပဲ ။ဤနေရာတွင်ဆိုက်၍ဤနေရာတွင်ဆုံးနေသည့်အခါပြင်ရပေလိမ့်မည်။သို့မဟုတ်လမ်းအတစ်တစ်ခုဖောက်ဖို့ရာလိုအပ်ပေလိမ့်မည်။အဘဲကြောင့်ဆိုသောလမ်းသည်လမ်းဖြစ်သောကြောင့်ဖြစ်ပါသည်။ပကြီကားတစ်ချက်ထဲမှာပကြီဆရာကရေးဆွဲထားသည့်လမ်းမဟုတ်သောကြောင့်ဖြစ်ပါသည်ပကြီကားတဲကလမ်းမှာကူတန်းသွားလာဖို့မဟုတ်ပါကူတန်းသွားလာလို့မရပါခရီးသွားဖို့မဟုတ်ပါခရီးသွားလို့မရနိုင်ပါပကြီဆရာ၏အလိုအရပကြီကားတဲကဤလိုအပ်ချက်အရာ ဖြောင့်တန်းစင်မှ ဖြောင့်တန်းပြီးကွေ့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 ကလေးဖြစ်ခြင်းဖြစ်ပြီးပြည့်ပြည့်စင်မှပြည့်ပြည့်ပြီးချုံးမွေ့စင်မှချုံးဝင်ပြီးအဖူအထက်အချိုင်ဝန်းကလေးတွေရှိခြင်းရှိနေပြီးရှောက်လန်းနိုင်ဖို့မလိုကြည်ကောင်းဖို့ပဲလိုသည်ပကြီးတကားဤလိုအပ်ချက်နဲ့ကဲ့ညီစီလျောဖို့ပဲလိုသည်အနုပညာပတာရဖြစ်ဖို့ပဲလိုသည်ပကြီကားလေးကလမ်းမှာကွေ့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 လေးလှနိုင်ပေမဲ့ပကြီကားကတော့ဆောင်းဆောင်းရွက်ရွက်နေလို့မလှ ။ဗကြီးကတစ်ချက်ဒီရှိရမည်အနေထားနှင့်အညီတည့်နေဖို့လိုသည်။ရွက်မနေဖို့လိုသည်။နယံမှာချိန်ဆထားမည်ဆိုရင်နယံဤအနေထားနှင့်ညီညာပြည့်ပြည့်နေဖို့လိုသည်။နယံဘော်ကဗကြီးကတစ်ချက်အကြောင်းကိုစိတ်ဝင်စားစရာပြောပြနေဘူးသူတဦးရှိသည်။ကြားတော့ကြားခဲ့ပြီးဆိုင်ဆီယာမဝေမာသည်ဝိထုတို့တဘောဖြင့်ထိုအကြောင်းကိုပြောပြခဲ့ပါသည်ဆီယာမသည် ဝန်ဒါရှိအပင်များကိုရေလောင်းရင်းဘေးကျင်းကရက်တစ်ဖက်အိမ်သို့ကြီးမိသည် တရုတ်ကမှန်များပွင့်နေတဲ့ပြင်လူတင်များရောက်လာပြီးကိုသိလိုက်သည်တိုက်နဲ့တိုက်အကြားလမ်းကလေးချားနေတော့လဲဝန်တာမှကြည့်လျင်ပြတင်းများပွင့်နေပြီးလိုက်ကခန်းစည်းများလည်းမရှိတဲ့ပြင်တပတ်အိမ်ဤအေကန်းကိုလဲမြင်နေရသည်တနေ့ထုံးစံအတိုင်းဝန်တာတို့ထွက်ရေလောင်းရင်းကြည့်မိရာဆယ်နှစ်နှစ်အရွယ်ကောင်လေးတယောက်သူမအားရှာထုတ်ပြနေသည်ကိုတွေ့ရသည် နောက်တနေ့ဇပယ်ဘူးမျိုးကိုရေတွက်နေစဉ် မိမိအရွယ်အမျိုးသမီးတူတယ်လီဖုန်းပြောနေသည်ကိုတွေ့ရပြန်သည်အလုံများနေသည့်သူတို့၏ပုံစံစကားပြောတွက်လက်နေသည်ပျော်ပြောသည့်မျက်နှာအမူအရာဖြင့်မိမိဘက်သို့ခင်မင်နှင့်လိုဟန်လှမ်းကြည့်သည်ကိုမြင်ရတော့လဲဆက်စုသည်ထင်မိဆို၍ကပြာကရာမျက်လွာချလိုက်သည်ပန်းမင်ကလေးတွေကိုရေဆက်လောင်းနေလိုက်သည်နောက်တစ်နေ့မှမြင်ရသည်ကတော့တက်ငင်ပကြီးကားတစ်ချက်ဖြစ်သည်အယောင်ဖြော့ဖြော့တွင်အရိတ်တပွဲပေါ်နေသောပန်းပွင့်ဖက်များနှင့် ချေမုံထားသောတက်ငိန်ပကြီးကားတစ်ချက်မှာဧကန်းနံရံဤအစင်စွဲနှစ်ရောင်တွင်ပဏံရလာဤမင်းသက်စွာငေးကြည့်နေမိသည်ဓက်ပုံထက် ပကြီးဟူပူနှစ်သက်တော်မိမိအတွက်တဖက်အိမ်ဤဧကန်းနံရံတွင်ချိတ်ဆွဲထားသော ပကြီးကားတစ်ချက်မှာငေးနေမိအောင်ဆွဲဆောင်အားကောင်းလာဤမင်းသားမင်းသမီးဘုံ ပြက်ကလေးကိုမချိတ်ပဲပကြီးကားသာချိတ်ဆွဲထားသည်မို့ထိုအိမ်ဤအရှင်သခင်မျိုးကိုလည်းစိတ်ဝင်တတ်သာရှိသွားမိဤ အလွန်လွန်နေရင်မိမိမျက်နှာမှာအပြုံးရိပ်များတန်းလာသည်ကိုထင်မိသည်။ငံရတွင်ချိန်ဆထားသည့်နှစ်လိုပေါ်ရာပကြီးကတစ်ချက်မှတစ်စင်တစ်ဖက်အိမ်၏အရှင်သခင်များကိုခင်မင်းနှွေးထလာသည့်စိတ်ခံစားမှုကိုဆရာမကရိုးရိုးစင်စင်ပဲပေါ်ပြခဲ့ပါသည်။သို့တော်နောက်တနေ့မိမိဝန်ရံတာ၌ သင်းပြန့်သည့်ပန်းရက်နဲ့များနှင့်အတူတခိုင်နှင့်ငါးပွင့်ပွင့်နေသောစပယ်ပန်းကံများကိုဖျားတင်ဖို့ခူးရန်ပြင်းရင်တစ်ဖက်အိမ်ဧကန်းတို့မျက်လုံးရောက်သွားသည်မြင်ကွင်းကိုစိတ်အနှောက်အယှက်ဖြစ်သွားသည်လယံပေါ်၌အယုတ်ဆိုးစွာဆောင်းရွက်နေသောပကြီကားကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်တခုခုနှင့်ထိခိုက်မိရာမှအနေထားပြောင်းရင်သွားခြင်းဖြစ်မည်ဟုထင်သည်ဧကန်း၏ကြက်သေးဆောင်ပကြီကားတစ်ချက်တီမြရဲ့ဆောင်းနေသည်ကိုမသိနိုင်လောက်အောင် အင်ရှင်ဇနီးမောင်နှင်ခမညာလုံများချမ်းဟန်သူသည်ဟုတွင်းမိသည်ခဏအကြာဧကန်အတွင်သို့လူချင်းနှင့်ကလေးများစူညံစွာဝင်လာသည်ဖြင့်မျက်နှာလွဲဖယ်လိုက်ရသည်စောင်းရွက်နေသည့်ဝစီကားကိုမျက်လုံးနှင့်ပါလာခဲ့လေတဲ့ပြဒနာကဝန်ဒါထွက်တိုင်းတစ်ဖက်အိမ်မှရွယ်ဆောင်နေသောပကြီကားကိုမြင်တိုင်းစိတ်မချမ်းသာဖြစ်ရသည်တို့တော်ဗာမျက်မတက်နိုင်နီးရမြန်ချမ်းမြင့်ခဲ့တော်လဲပကြီကားကဆောင်းရွက်နေစဉ်တခါတရံထိုအိမ်ရှိကလေးများ ၊စုညင်အော်ဟစ်တန်အင်းရှင်လင်းမြား၏ရင်ဖြစ်တန်တို့မှစောင်းရက်နေသောပကြီကားနှင့်လိုက်ဖက်သည်ဟုထင်မိလေတဲ့တိုက်ဆိုင်မှုတစ်ခုရှိလာသည်ဂုံရူးနှစ်ပါးသာဖြင့်ဆယ်တန်းအောင်သွားသည့်မိမိ၏တူမကလေးကိုတစ်ဖက်အိမ်မှကြောင်းပြန်လာသည့်ကလေးအားစာကူပြပေးဖို့အင်းရှင်မကတူညီတောင်းသည်ကျောင်းစာ၌စိတ်ဝင်စားသောစာကြည့်ချိန်မှာတီဗီကြည့်ဖို့သာစိတ်အားထက်သန်နေသောကလေးမထံစာသွားပြရန်တနေ့မှာ ဒူမလေးကနိုင်ရန်ဘော်ကပကြီကားကရွက်ဆောင်နေကြောင်းပြောပြလိုက်သည်ဒူမလေးကဤသို့ပြန်ပြောသည်သူတို့ပကြီကားချေချာတာမဆောင်ပါဘူးတဲ့တမီးကိုတော့သူကရည်သေးတယ်တမီးကလည်းတေချာကြည့်ပါအောင်ဆောင်နေပါတယ်လို့ထပ်ပြောကြည့်သေးတယ်မရဘူးတော်လေးမဆောင်ကြောင်းကိုသူ့အိမ်မော်တွေခေါ်ပြီးတက်သေးလုပ်သေးတယ်အိမ်မော်တွေကလည်းမဆောင်ပါဘူးလို့တက်သေးလုပ်ကြတယ်ကဲတမီးပါဆက်ပြောရမလဲ ဆရာမဝင်မသည် ရှုမောခေရှုမောမျိုးဆက်စာရေးဆရာမတဦးဖြစ်သည်ရှုမောရဲ့ဝတ္ထုလက်များသည်သူတို့ ပြောလိုသည်ကိုအကျယ်အလောင်ကြီးမပြောတိုးတိုးဖွားဖွားညင်ညင်သာသာအနုပညာများစွာပြောလေရှိသည်ကြားလိုက်ရသည်လည်းရှိသည်ဝိုးတော်ဝါသာကြားရသည်မိမိထင်မြင်ခံစားမိသလိုအတိဘယ်ကောက်ယူရသည်လည်းရှိသည်ဒါကရှုမော၏ဟန်တမျိုးဖြစ်သည်ဟုကျွန်တော်ထင်သည် ထို့သောသောပြောဟန်ကိုကျွန်တော်တို့ကဆွဲမှတ်နှစ်သက်ခဲ့ခြင်းဖြစ်ပါသည် ခုလဲတစ်ဖက်အိမ်ဧကန်းနေရရှိစောင်းနေသောပကြီးကအချောင်းကိုပြောပြရင်ဆီယမသည်အိမ်သားများ၏ပေါ့တန်သောမလေးနဲ့သောအိမ်သားနှင့်အိမ်ပေါ်တို့သည်အမားရွင်တစ်ခု၌အညီအညွတ်ဖြစ်နေကြသောဇယိုက်တဘာဝကိုပါပါလက်လက်ကလေးပြောတော်သည်ဒါကစောင်းရနေသောပကြီးကတစ်ချက်ကိုပြန်လည်တက်မှတ်ပေးဖို့ရာခရင်နေခြင်းရလင့်တကူပြုပြင်နိုင်သည့်တိုင်အကျောက်ကန်ညှဉ်းဆန်နေခြင်းဤအတိတ်ပဲအချက်လောဟုကျွန်တော်ကမျက်မိသည်မျှတွေးကြည့်မိခြင်းဖြစ်ပါသည် ဆရာမဝင်းမာကသူမသည်ဆောင်ရွက်နေသည့်ပကြီကားကိစ္စကိုပြောရင်းမရတော့သည့်အစုံ၌ဝန်သားတို့ထမ်းမိသည့်အခါတိုင်းမိမိမျက်လုံးတွေကိုပကြီကားစီမရောက်အောင်တရီထားတားစီရသည်ထို့သို့မတားစီနိုင်ပါကပကြီကားရွယ်ဆောင်နေသည်ဟုမထင်မြင်မိစေရန်မိမိစိတ်ကိုလှည့်စားနေရတော့မည်လောဟူသည့်မိကုန်းဖြင့်သူမ၏ဝတ္ထုကိုအဆုံးသတ်ခဲ့သည်စိတ်ပြက်လက်လျှော့လိုက်ခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည် ကျွန်တော်ကမှဆက်၍စဉ်းစားကြည့်နေမိသေးဖြစ်ပါသည်ဝိရုဇရာတဦးအနေဖြင့်တာမန်ပြည်သူတဦးအနေဖြင့်မိမိ၏အတွေ့အမြင်မိမိ၏စိတ်ခံစားမှုတွင်လျော်ကန်သိမြင်ခြင်းမရှိအယုတ်ဆိုးအကြည်တန်သည်ဟုမှတ်ယူသည့်ကတိကောက်ဖြစ်နေသောအကြောင်းကိစ္စတဦးခုကိုစိတ်ပြည့်မိသည်ဟုတရင်အချက်လက်ပေးခြင်း၌ဖြည့်သိမ့်ခြင်းနဲ့နိုင်ပါသည်ဖြည့်သိမ့်ခြင်းနဲ့၍အဆုံးသတ်နိုင်ပါသည်သို့တော်ဒါကတဦးတယောက်ပိုင်းဆိုင်နေထိုင်သည့်ဧကန်နေရန်ပေါ်မှရွက်ဆောင်နေသောပကြီးကားတစ်ချက်နှင့် ဆက်လင်းသည့်အချက်တွင် ဖြည့်သိမ့်လိုက်ခြင်းဖြစ်သည်မိသူ့ကိုယ်များထိခိုက်နစ်နာမှုမရှိသောတဏှီအပြင်အများနှင့်ဆက်လင်းတတ်ဆိုင်သည်ဟုမဆိုနိုင်သောတဦးတယောက်၏မတော်မတည့်မှုတစ်ခုအတွက်ဖြည့်သိမ့်လိုက်ရခြင်းဖြစ်သည်အကယ်၍အများနှင့်တက်ဆိုင်သည့်ကိစ္စတစ်ခုဖြစ်မည်ဆိုပါစို့အိမ်ဤဧကန်းနေရန်ကြီးသည်အများပြည်သူ၏အကျိုးစီးပွားအများပြည်သူ၏အလိုဆန္ဒအများပြည်သူ၏မျှော်လင့်ရည်မှန်းချက်တို့တင်းစီရာတုံမီရာကင်းဝတ်ရာဧကန်းနေရန်ကြီးဖြစ်မည်ဆိုပါစို့ ရင်းနှယံကြီး၏မျက်နှာပြင်ပေါ်၌ပိုင်စိုးပိုင်နှင်းအုံမိုး၍ခြေဆွဲထားသည့်ပကြီကားကြီးတစ်ချက်သည်ကြက်ကြီးမင်္ဂလာကင်းမဲ့လောက်အောင်ဆောင်းရွက်နေမည်ဆိုပါတို့ပြပြစ်တည်ခြင်းကင်းမဲ့ပြီးအယုတ်ဆိုးအကြီးတန်အောင်ဆောင်းရွက်နေမည်ဆိုပါကတနည်းအားဖြင့်အများပြည်သူတို့၏အကျိုးစီးပွားအလိုဆန္ဒနှင့်မျှော်လင့်ရည်မှန်းချက်တို့ကိုဖုံးအုပ်ဖြစ်စီရာရောက်မည်ဆိုပါကစိတ်ပြက်လက်လျှော့ခြင်းများဖြင့်မလုံလောက်မဟုတ်မလုံလောက်ပါ ဖြည့်သိမ့်ခြင်းနဲ့ရခြင်းဖြင့်ပြီးဆုံးသွားနိုင်မည်မဟုတ်ပါချေရွက်နေလင်းပြင်ပေးရပါမည်စောင်းနေလင်းတည်ပေးရပါမည်တဏှာမှတဏှာလိုရောက်အောင်သွားဖို့တိဆောက်ဖောက်လှုပ်ထားသည့်လမ်းမကြီးတစ်ခုသည်ဘယ်ကောင်မှရောက်အောင်မသွားနိုင်တော့ဘူးဆိုရင်ခရီးမတွင်နိုင်တော့ဘူးဆိုရင်လမ်းတဲ့ကတော့ဤမိခင်လမ်းမကြီးဖြစ်စေကောင်းမို့ဤနေရာမှဆ ਾਇ ၍ဤနေရာတွင်ဆုံးနေပြီဆိုရင်ပြင်သင့်တီကိုပဲပြင်ရပါမည်ဖြစ်ပါသည် အတ္တတီတင်လီကိုအတ္တတီဆောက်ရမည်ပဲဖြစ်ပါသည်ဤသဘောပဲဖြစ်ပါသည်အဘဲကြောင့်ဆိုသောအများနှင့်တက်ဆိုင်သောကြောင့်ဖြစ်ပါသည်တဦးတယောက်ထည်ဤကိစ္စမဟုတ်သောကြောင့်ဖြစ်ပါသည်တဦးတယောက်သည်သူ၏အဘိုးသူ၏အဘတို့လက်ထက်ကလေးကမြို့ချင်းနိုင်လောက်အောင်နှစ်ကာလများရှည်ကြရှည်လျားကြမျက်စွာတီဆောက်ဖောက်လုပ်ခဲ့ခြင်းဆိုသည်သည်ပြားလိုက်တစ်ခုခုတည်းတွင်တင်းစီတုံမီ၍တခဲတခဲ ပြုပြုလုပ်ပြသထားတင်ခြင်း၏အကြောင်းရင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါသည်မပြုမပြင်လိုခြင်းကောင်းကောင်းဆိုးဆိုးဖတ်တွေထားလိုခြင်း၏အကြောင်းပြချက်တစ်ခုမဖြစ်နိုင်ပါဆောင်ရွက်နေသည့်ပကြီကားကိုပြုပြင်ခြေစဲမီလားအိနီယာတွင်ဆောက်ရွက်အိနီယာတွင်ဆုံးသွားခဲ့ပြီးလမ်းဟူရင်းမြမဆုံနိုင်တော့သည့်ရွာလေလမ်းကိုပြုပြင်တည်ဆောက်မီလားဆိုသည်မှာအနက်အရေးပဲတူညီသောမေးခွန်းတစ်ခုပဲဖြစ်ပါသည် ပြင်ဆင်တက်မှတ်လိုသူများရှိတဲ့ကဲ့သို့မပြင်ဆင်လိုဟုညှင်းဆန်နေသူတစုလည်းရှိပါသည်အချက်အကန့်ညှင်းဆန်နေသူတို့၏အတန်များကို ကြားရသည့်အခါမိမိတောင်းဝန်ကိုမိမိမကြည်ဝန်သောပေါ့တန်သော မလေးနက်သောတဖက်အိမ်မှကလေးမလေးအားသူ့ပေးစားကန်းစားနှင့်မကင်းခဲ့သည့်အိမ်ပေါ်မှလေးများကမျက်စိမရွေအညီအညွတ်ထောက်ခံနေသောအတန်များကိုကြားရောင်မြောင်မိပါသည်အိမ်ဦးနေရန်၌ရွယ်ဆောင်နေသည့်ဗကြီးကားကြီးကိုမူစိတ်မချမ်းမြေ့စပွဲ တွေ့မြင်နေရတော့မဲဖြစ်ပါသည်2019မေလပြည်သူအရေးကြတဲ့ဆိုတော့ဒါဆိုရင်ဒါကြီးကလည်းတွေးကြည့်ရင်ပေါ့နော်အရင်နဲ့နေပါတယ်ဘာအကြောင်းကိုသူဆိုလိုတာဖြစ်မလဲဟိုဒါကအများနဲ့တဆိုင်နဲ့အလုပ်လို့ပြောလိုက်တာဖြစ်တဲ့အတွက်တေချာပေါက်ကြီးမားတဲ့တံဝန်တစ်ခုဖြစ်ပါမယ်ဆိုအလုံးမဲ့စာရီဖတ်ပြီးတော့စာရေးဆရာရဲ့ဆိုလိုခြင်းကိုအများကြီးတွေးမိမယ်တွေးမိနိုင်တယ်ဆိုရင်တော့ဒါဟာ ာဖတ်ခြင်းရဲ့အရာသာပေါင်းမြောက်တယ်လို့ပြောလို့ရပါမယ်။ဆိုတော့နောက်ထပ်ကောင်းစီလေးတစ်ခုမှပြန်လဲဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။